မ6ယောက်ရှိတယ်6ယောက်မှာမေကအကျအသက်ကကြီးဆုံးနောက်ပြီးတော့အမေနဲ့အဖေက2ယောက်စလုံးဆုံးပါသွားတဲ့အခါမှာအမေပဲဒီ6ယောက်ကိုတက္ကသိုလ်ကြီးပဲရောက်တဲ့ဒီအကုန်လုံးအမေပဲကြီးပြင်းပြီးတော့ဒီလိုပေါ့နော်ကျွေးပြီးဆုံးပြီးတော့ဆုံးမပြည့်ပြန်တာတော့ပေါ့ အမေတဲ့20ကျော်လောက်တော့ရှိပါပြီတော်တော်များများလေး20ကျော်24 25လောက်အမေက15နှစ်သမီးလောက်ကမင်းသမီးဖြစ်တာလေအဲ့တော့အမေကဘဝကိုလည်းကျဉ်းဉဏ်ခံနေပါတယ်ကမှာတော့အမေကဟိုလင်းပေါ့နော်ဒီပိုင်ကေဟာကြီးရဲ့ ယူဂျီပေါ့ယူဂျီဆိုတာအမေပေါ့နော်အဲ့ဒီနေရာနေပေါင်းရပါတယ်အမေဆိုတော့အမေကသားသမီးတွေကိုအကုန်လုံးချစ်တာပေါ့နော်သားသမီးတွေပြုံးနေတယ်ဒါပေမဲ့သားသမီးတွေကအမွေလိုချင်နေကြတာဟိုဖောက်ပြန်တဲ့လူတွေဖောက်ပြန်နေနောက်ပြဆုံးသမီးတွေကတမျိုးသားတမျိုးအမွေတောင်းတော့မှအမေကဟို စိတ်ထဲမှာတော်တော်ရင်ခွဲပက်လက်ဖြစ်ရတာပေါ့နော်အဲ့ဒီအမေကဖန်နေမှုကိုမင်းစူးစားတယ်တော်တော်လေးကို ိုးစားဒါပေမဲ့သူ့ကိုတွေ့ရင်တော့ကြိုးစားတယ်တော်တယ်သူ့ကိုတွေ့ရင်အခုတွေ့တော့လေချောလာတယ်လို့အမေတယောက်နေရတော့အမေကတော့တမီးတယောက်ကမွေးထားပေမဲ့အမေကတော့မိဘမေတ္တာအပြည့်ရှိရဲ့လीနော်နောက်တစ်ခုကဟိုအမေကသားသမီး6ယောက်တည်းမှာဆိုအမေကအကြီးဆုံး6ယောက်ပါလीအကြီးဆုံးဆိုတော့အမေကိုနဲ့ကလေး ကို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 နိုင်ရယ်ပေါ့နော်အဲ့ဒီကိုနိုင်လေဟိုမိဘမေတ္တာအပြည့်ရှိတယ်မိဘမေတ္တာကိုလည်းနားလေတယ်ငငယ်လေးတွေကမိဘနှစ်ပါးကိုအမြဲတမ်းကိုပေါ့နော်ကိုဂျုံကန်ကျုံမေးလှူရှားလာတယ် မိဘကျေးဇူးကိုလည်းတည်တတ်တဲ့လူတယောက်ဆိုတော့အမေကကိုယ့်ကိုကိုယ်မောနေအောင်ပဲနော်အဲအဲ့အဲ့လိုမျိုးပေါ့နော်ပြီးတော့အမေကညီကိုမောင်နှမရှစ်ယောက်ရှိတယ်ရှစ်ယောက်မှာအမေကအသက်ကအကြီးဆုံးနောက်ပြီးတော့အမေနဲ့အဖေကနှစ်ယောက်စလုံးဆုံးပါသွားတဲ့အခါမှာအမေပဲဒီရှစ်ယောက်ကိုတက္ကသိုလ်ကြီးပဲရောက်တဲ့ချိန်အကုန်လုံးအမေပဲကြီးပြင်းပြီးတော့ဒီလိုပေါ့နော်ကျုံဝင်ပြီးဆိုပြီးတော့ဆုံးမပဲ့ပြန်တာတော့အမေကလေ အိမ်အောင်ကြဖို့တောင်မှဒါပူဇော်ပါလို့ပေါ့နော်အမေကဒီမောင်နှမတွေကိုမေးကမခွဲနိုင်ဘူးမောင်နှမတွေကိုရှာကြွေးဖို့ကအမေမှအမြဲတမ်းတောင်းဝေးရှိတယ်မမေကလည်း "तू မဆုံးခင်၃ရက်လောက်မှမမေကဖျားကမှဖျားချကိုရရောက်ပြီးပြဆုံးတယ်"တမီးရဲ့ခဏလာပါအောင်အမေစကားပြောကြတော့အမေဘာပြောမလို့လဲအမေအမေပြောမင်တော့တမီးဟိုငယ်လေးနှစ်ယောက်၃ယောက်ရှိတယ်တမီးတောင်းဝေးရောက်ပါမယ်ပညာတတ်တဲ့အတိအကုန်လုံးကို အမေဘာလို့ပြောနာလဲ။အော်လူဆိုတာကိုွေးတော့လည်းမဆန်ခင်ဆန်တော့လည်းမကိုွေးခင်ဖြစ်တတ်တာလေ။အော်တမိကတမိအကြည့်ဆုံးလေ။အတမိတာဝန်ယူရမှာ။အော်ယူမှာပေါ့အမေရေမင်းစိတ်ချမ်းသာတာလေ။နော်။အဲ့လိုပြောရင်ဘယ်တော့မှမကြဘူး။နေ့ရက်သုံးရက်နောက်နေတော့အမေကကာအက်ဆစ်ဒင့်ဖြစ်ပြီးရုပ်တရက်ကွဲလွန်သွားတာ။အဲ့တော့အမေမှပေါ့နော်အတိပေါ့အများကြီးတာဝန်နေရှိတာပေါ့။ဖြစ်ခဲ့တယ်ဖြစ်ခဲ့တယ်။အမေဖြစ်စေခြင်းတဲ့အတိုင်း ဖေဟရင်ဆုံးသွားတာလေအဖေပြီးတဲ့အခါကျတော့အမေဆုံးသွားတယ်အဲဒီတစ်နှစ်လောက်ကျော်နှစ်နှစ်လောက်တော့လေအဲ့တော့အမေမှဟိုတာဝန်ပြေဝရှိတာပေါ့အာမိသက်20ကျော်လောက်တော့ရှိပါပြီတော်တော်များလေးပါလေ20ကျော်24 25တော့အမေက15နှစ်သမီးလောက်ကမင်းသမီးဖြစ်တာလေအဲ့တော့အမေကဘဝကိုလည်းကြံ့ကြံ့ခံနေပါတယ်ဘာလို့ဆိုတော့ ီမောင်နှမတွေပညာတတ်တာဘွဲရတာဆိုရတယ်ဒီမောင်နှမတွေလည်းအကုန်လုံးပေါ့နော်အဲ့လိုတွေရှိတဲ့ခါကျတော့အမေကပေါ့နော်ဒီလူဘဝကြီးဆိုတာဒီလိုပါပဲလားကိုလည်းဘာသာကြီးကိုပို့ပြီးတော့လုပ်နေပါတယ်တန်းတဲ့ညီကိုမောင်နှမတွေရဲ့သုတဝင်နဲ့ပြီးတော့လုပ်ကြပါတယ်အကုန်လုံးကဟုတ်ကဲ့ဒီတက္ကသိုလ်မှာနေရှေ့ရောက် အဲ25 26လောက်တော့ရှိမှာပေါ့နော်အဲ့လောက်တော့ရှိမှာဒီတစ္ဆာဖြစ်တာဆင်းရင်ဒီဆ iam ရှင်မရဲ့ဝတ္ထုကိုရိုက်ကူးတာဇလန်းလေးရကောင်းပါလေအမေလည်းကိုလှုပ်ဆောင်ရတဲ့နေရာလေးကို အမေကတော့ကိုလှုပ်ဆောင်ွယ်လေးပါရှိတယ်လို့အမေကကားရင်ကြည့်တတ်ပါတယ်အဲ့တော့ကိုလှုပ်ဆောင်ရဲ့နေရာလေးကိုအမေသဘောနဲ့ကြားတယ်စူးစမ်းပြီးတော့လည်းအမေလုပ်ခဲ့တယ်အဲဒီကားလေးကို ကြည့်ပြီးတော့ချစ်တော်ပိတ်တက်ကြီးတွေ အဲအန်တီကိုအားပေးတဲ့ပြည်သက်ကြီးတွေကဒီစံတစ်ခုအမှတ်တရလေးရတော့ပါစေရတော့ရင်တော့အမြင်ကျင်းတတ်ပါတယ်